မင်္ဂလာပါရှင် AR ရဲ့တန်လေးစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးဖြစ်ကြပါစေရဲ့။ခုနဆင်ကြရမှာက AR ကအပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွှင့်အစီအစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်ကရင်းနေပါ။ဒီပတ်စကားဝိုင်းမှာပြီးခဲ့တဲ့အောက်တိုဘာ25ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလန်လမ်ပူမြို့တော်မှာကျင်းပသွားတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့မြမရေးရာအကြောင်းတွေကိုဆွေးနွေးပေးဖို့အာဆီယံရေးရာကျွမ်းကျင်သူတဦးလည်းဖြစ်ချင်းမမျိုးအခြေစိုက် Forum of Federations အဖွဲ့ရဲ့ဒါရိုက်တာလည်းဖြစ်သူကိုဝင်းမင်းကိုအရာဝတီစတူဒီယိုထဲကိုဖိတ်ခေါ်ထားပါတယ်အမင်္ဂလာပါကိုဝင်းမင်းခင်ဗျာဟုတ်မင်္ဂလာပါအင်္ဂလီအဲခုလိုပြန်တွေ့ရတာဝမ်းသာပါတယ်ဟုတ် တော့ကိုဦးမင်းအခုပြီးသွားခဲ့တဲ့ဒီအာဆီယံထိပ်သီးစီဝေးဘွဲပေါ့နော်ကွာလာလမ်ပူမှာလှုပ်သွားခဲ့တဲ့အဲထိပ်သီးစီဝေးဘွဲဆိုလို့ရှိရင်ဟာလာဒီနှစ်2025ခုနှစ်မှာအာဆီယံအလှည့်အကြဥက္ကဋ္ဌတာဝန်ကိုပြီးဆုံးသွားပြီပေါ့မလေးရှားဒီရက်ခါမှာဟာနောက်လာမယ့်2026အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့်ဖိလစ်ပိုင်ကိုဟာရာဒူတွဲပေးတဲ့တရားဝင်အ ခန္ဓာကိုလည်းကျွန်တော်တို့တွေ့ရတာ哦ဆိုတော့ဓာတ်အပြင်ကိုဟလာဒီကိုဝင်းမင်းရေးခဲ့တဲ့ဆိုရှယ်မီဒီယာပေါ်မှာကျွန်တော်တွေ့လိုက်တယ်အဲ့ဒါကတော့ဟလာမလေးရှားနိုင်ငံရဲ့ဒီမြမရေးဝင်ရောက်ပြီးတော့အာရှန်ချယ်မန်နေနဲ့ပေါ့ဝင်ရောက်ပြီးတော့ဆောင်ရွက်ပေးတဲ့ဂျာဝင်ညှိနှိုင်းပေးတဲ့အလုပ်တွေပေါ်မှာစေတနာပါပါလုပ်သွားတယ်ဆိုပြီးတော့ကိုဝင်းမင်းရေးခဲ့တာ哦ဆိုတော့ကျွန်တော်ကတိတိကျင်တာဆိုတော့ပထမဦးဆုံးပေါ့အာရှနာသိမ်းပြီးတဲ့နောက်ပိုင်းမှာဟလာ 2021မှာအလှကြဥက္ကဋ္ဌဘရူနိုင်း2022မှာအဲကမ္ဘောဒီးယား2023မှာအင်ဒိုနီးရှား2024မှာလာအိုတို့တုတ်သွားတာဟုတ်ဆိုတော့သူတို့ ਨੇ နှိုင်းရှင်လို့ရှိရင်မလေးရှားကဘလောက်ထိအဲ့လိုမျိုးလုတ်ခဲ့လို့ကိုဝင်းမင်းအနေနဲ့စေနာပါပါလုတ်ခဲ့တယ်သူပြောခဲ့တာလေဗျဟုတ်ကျေးဇူးပါဟို ဖိတ်ကော်ပီတဲ့အတွက်ရောဆွေးနွေးခွင့်ရတဲ့အတွက်လည်းအများကြီးအကျေစုတင်ပါတယ်ပေါ့ဒီမလေးရှားနိုင်ငံအနေနဲ့ဒီအာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူတဲ့အခါမှာဒီမြန်မာအရေးကိုဆောင်ရွက်တဲ့အခါမှာစေရနာပါတယ်လို့ပြောအဲပြောခဲ့တယ်ပေါ့စေနာပိုင်လို့ပြောရမယ်ဆိုရင်ပြီးစရာရှိတာအခြားအာဆီယံဥက္ကဋ္ဌတာဝန်ကြတဲ့နိုင်ငံတွေကရောစေရနာမပါဘူးလားလို့မေးစရာရှိတယ်ဆိုလို့ရှင်အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့အခြားဒီ Brunei ရှိတယ်ဒီ အဲကမ်ဘောဒီးယားရှိတယ်အင်ဒိုနီးရှားရှိတယ်နောက်ပြီးလာအိုရှိတယ်ပေါ့ဒီနိုင်ငံတွေနဲ့အဲအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့အခါမှာဆိုလို့ရှိရင်ကိုမလေးရှားနိုင်ငံနဲ့အရှင်မဲ့ဆိုလို့ရှိရင်ကျွန်တော်ကတော့အခြေခံအကြောင်းအရာနှစ်ချက်နဲ့ကျွန်တော်ကတော့အချိန်ထိုးကြည့်တယ်ပေါ့နံပါတ်1ကကြတော့အစောပိုင်းဒီအာဆီယံဥက္ကဋ္ဌတွေအနေနဲ့ပြင်ဆင်တဲ့အခါမှာကျွန်တော်အနေနဲ့ပါဝင်ဆောင်ရွက်မှုစောင့်ကြည့်မှုတစ်ခုရှိတယ်ပေါ့ကိုမလေးရှားအစိုးရအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကတော့ပုံမူပြီးတော့ အနီးကပ်ဆောင်ရွက်တဲ့အခွင့်အရေးရတဲ့အတွက်ပုံမူပြီးတော့တည်မြင်ရတဲ့ဥစ္စာတွေရှိတယ်ပေါ့ဒီအာဆီယံဥက္ကဋ္ဌတွေကြားထဲမှာဆိုလို့ရှိရင်ဒီအာဆီယံဥက္ကဋ္ဌနိုင်ငံတွေအနေနဲ့ဒီလောက်ရတဲ့အခြေအနေရှိတယ်လောက်ခဲ့တဲ့လုပ်ငန်းစဉ်တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်မလေးရှားနိုင်ငံအဲတနိုင်ငံတွေကစေနာရှိတယ်ဆိုတာမျိုးတဲ့မလေးရှားနိုင်ငံကပုံမူပြီးတော့စေနာရှိပြီးတော့စနစ်တကျလုပ်တယ်ဆိုတဲ့ဥစ္စာမျိုးတော့ကျွန်တော်ကအဖြစ်ရှင်တယ်ဘာဖြစ်လို့လဲဆိုတော့ မလေးရှားနိုင်ငံအနေနဲ့ဥက္ကရာအာဆီယံဥက္ကရာအနေနဲ့တာဝန်ယူမယ်လို့ပြင်ဆင်တဲ့အခါမှာဒီမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီလေလာမှုတွေစောင့်ကြည့်မှုတွေသူတေသနာတွေလုပ်နေတဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့လုပ်နေတဲ့ပညာရှင်တွေပဲဖြစ်ဖြစ်ချင်းဆိုပြီးတော့တိုင်ပင်ဆွေးနွေးတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းပါဝင်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီပါဝင်မှုဆွေးနွေးမှုတွေဆိုလို့ရှိရင်2024အစောပိုင်းကပါဝင်ခဲ့တာဖြစ်တဲ့အတွက် သူတို့စီကတင်ယူခဲ့တဲ့ဥစ္စာဆိုလို့ရှိရင်အသေးစိတ်ပြင်ဆင်တယ်ဆိုတဲ့ဥစ္စာမျိုးကို တွေ့ရတယ်ပေါ့ဒီလိုမျိုးဟိုအဲပြောရမယ်ဆိုဥမာဆိုဆိုလို့ရှိရင်သူတို့ဒီ ASEAN Envoy Teams ကိုသူတို့အဲပြင်ဆင်တဲ့အခါမှာမြန်မာနိုင်ငံကိုတာဝန်ကျခဲ့တာဝန်ထမ်းခဲ့ဘူးတဲ့လူတွေကိုထည့်စင်စားတာတစ်ချက်ရှိတယ်ဒါနံပါတ်1ပေါ့နံပါတ်2ကမြန်မာအရေးကိုစနစ်တကျလှုပ်ထားတဲ့ ASEAN နိုင်ငံတွေမှာရှိတဲ့ပညာရှင်တွေကိုတွေ့ဆုံဆွေးနွေးတာ အာဆီယံနိုင်ငံတွေမှာရှိနေတဲ့အဖွဲ့အစည်းတွေကိုတေချာတိုင်ပင်တာလောက်ပါဒါနံပါတ်1ဖြစ်ပါတယ်နံပါတ်3ကကြတော့မြမအရေးကိုလုတ်တော့မယ်ဆိုတော့ဆွေးနွေးတဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်တို့စဉ်းစားတာကတို့ကပို့ပြီးတော့ငါတို့အိနီးချင်းနိုင်ငံဖြစ်တယ်လို့ဆိုတဲ့ဥစ္စာမျိုးကိုစဉ်းစားတာမျိုးရှိတယ်လို့အာဆီယံ member ဖြစ်လာဖို့အတွက်မြန်မာနိုင်ငံအတွက်မလေးရှားကဖိတ်ခေါ်ခဲ့တာကြိုးစားခဲ့တာဖြစ်တဲ့အတွက်တို့တွေအနေနဲ့လည်းပုံမူပြီးတော့တာဝန်ရှိတယ်လို့တို့ယူတဲ့ဟာရှိတယ်ပေါ့ ဲ့ဒီအကြောင်းအရာတွေကိုအခြေခံပြီးတော့မလေးရှားကပြင်ဆင်တဲ့အခါမှာသူတို့ကအသေးစိတ်စဉ်းစားရတယ်ပေါ့ဒီအာဆီယံဥက္ကဋ္ဌအနေတာဝန်ယူပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ကအစည်းအဝေးပေါင်း150ကျော်လှုပ်တယ်ပေါ့ဒါကတော့ bilateral အစည်းအဝေးတွေအပါအဝင်ပေါ့မြန်မာနိုင်ငံမှာရှိနေတဲ့နိုင်ငံရေးအစုအဖွဲ့တွေအားလုံးကိုတေချာအသေးစိတ်ဆောင်ရွက်တဲ့အဥ္စာမျိုးရှိတယ်ပေါ့ဒါကအစည်းအဝေးပေါင်းအခြေအနေနဲ့ဖြစ်တယ်ပေါ့ဒီလိုမျိုးအစည်းအဝေးတွေကျင်းပတဲ့အခါမြန်မာ မြန်မာနိုင်ငံမှာရှိနေတဲ့အတော်လိုင်းရေးအစုအဖွဲ့တွေကိုတိကျနာအာတိကျချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာဆိုလို့ရှိရင်မလေးရှားနိုင်ငံကိုဖိတ်ပြီးတော့အစည်းအဝေးအချိန်ချင်းအဲလုပ်ခဲ့တာရှိတယ်ပေါ့ဒီလိုမျိုးလုပ်ခဲ့တဲ့အဥ္စာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဇတိမြန်မာလူကောင်းတဲ့ဇတိချိတ်ဆက်ဆွေးနွေးနားထောင်တာမျိုးမဟုတ်ဖဲနဲ့ပြည်သူလူထုကိုအမှန်တကယ်ကိုစားပြုနေတဲ့ခေါင်းဆောင်တွေအစုအဖွဲ့တွေအနေနဲ့နိုင်ငံတနိုင်ငံရဲ့နိုင်ငံခေါင်းဆောင်တွေသဘောမျိုးနေကလေးလေးစားစားချိတ်ဆက်ပြီးတော့ နားထောင်ခဲ့တယ်ပြင်ဆင်ခဲ့တယ်အဲ့ဒီဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုလည်းအတိအချာချာလေးပြင်ဆင်ပြီးတော့ ASEAN Summit မှာလည်းတတိချာတင်ပြခဲ့တယ်ပေါ့မြန်မာနိုင်ငံရေးကိုအပြေရှာဖို့အတွက်ရေရှည်လုပ်ငန်းစဉ်ဖြစ်အောင်မြန်မာနိုင်ငံရေးမြန်မာပြည်သူလူထုကိုအထောက်အကူဖြစ်စေမဲ့မြန်မာပြည်သူလူထုအတွက်ငြိမ်းချမ်းရေးကိုရစေမဲ့လုပ်ငန်းစီကွန်ပြင်ဆင်တဲ့အခါမှာငါတို့တနှစ်တာတင်ပြီးဆုံးသွားတဲ့ဟာကိုစဉ်းစားတာမျိုးမဟုတ်ဘဲနဲ့မလေးရှားနိုင်ငံအနေနဲ့ အရင်ဒီမလေးရှားမှာတိုင်ငင် လုတ်ခဲ့တဲ့ဥက္ခရာတွေရဲ့အလုပ်တွေကိုတေချာစမ်းစစ်တာနောက်ပြီးတော့သူတာဝန်ထမ်းဆဲဖြစ်တဲ့ဥက္ခရာတာဝန်ထမ်းတဲ့ကာလမှာလည်းတေချာစီစစ်ပြင်ဆင်တာနောက်ပြီးအခုနောက်တော့တာဝန်ယူမဲ့ဒီဖိလစ်ပီးနိုင်ငံတို့စင်ကာပူနိုင်ငံတို့အနေနဲ့လည်းတေချာချိတ်ဆက်ဆွေးနွေးတာတွေလုပ်တဲ့ဥစ္စာတွေ့ရတယ်ပေါ့အခုဒီဒီ ASEAN Summit နဲ့ ASEAN related summit ဒီပွဲတဘောအရာ ceremony တဘောတရားတော့လွှဲပြောင်းမှုတွေ လှုပ်လိုက်ပြီပေါ့ဒါပေမဲ့မလေးရှားနိုင်ငံအနေနဲ့ဒီဒီမြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်တွေဆက်လုပ်တဲ့လုပ်ငန်းစဉ်တွေတကယ်တမ်းတော့ရှိနေသေးတယ်ဒီနောက်ဆုံးဒီလုပ်ခဲ့တဲ့ stakeholder engagement meeting လို့ခေါ်တဲ့မြန်မာ့ຫນွေဥတော်လိုင်းရဲ့အစုဖွဲ့တွေနဲ့ချင်းဆိုဆွေးနွေးတဲ့ဆွေးနွေးပွဲတွေမှာဆိုလို့ရှိရင်လည်းဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားလှယ်တွေလာရောက်ပြီးတော့စောင့်ကြည့်တာဆွေးနွေးတာအဲအစအစီအစဉ်ဖြင့်အသေးစိတ်ပြင်ဆင်တာတွေအားလုံးကိုကြည့်လိုက်တဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံအရေးမြန်မာရဲ့ပဋိပက္ခကို ငင်းချမ်းတဲ့အပြေရှာမှုရနိုင်ဖို့အတွက်လှုပ်တဲ့လုပ်ငန်းစဉ်တွေဟာတော်တော်လေးကိုပုံမူပြီးတော့စေတနာရှိတယ်ပုံမူပြီးတော့စနစ်ကြတယ်ရေရှည်အပြေရှာနိုင်ဖို့အတွက်လည်းများစွာအထောက်အကူဖြစ်စေခဲ့တယ်လို့ထင်တဲ့အတွက်ကျွန်တော်အနေနဲ့ပုံပြီးတော့စေတနာရှိတယ်လို့ကျွန်တော်ရေးခဲ့တာဖြစ်ပါတယ်။อืมဆိုတော့မလေးရှားခုနကဒီကိုဝင်းမပြောတယ်လို့မျိုးမြမနွေဦးတော်လှန်ရေးအတွက်ကိုဟာလာအနေရပေးတယ်ဒီစားတမှု အပေးပြီးတော့လုတ်ခဲ့တဲ့ဟလာဟိုဟိုဟာငါကိုဒီဘက်မြမနွေဦးတော်လှန်ရေးရဲ့အဖွဲ့အစည်းတွေကရောအဲ့လိုမျိုးဘလောက်ထိဟိုလိုမျိုးအတုံးချခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအတုံးချတယ်ဆိုရင်ကောအဲ့လိုမျိုးဘလောက်ထိအေးပါပါအတုံးချနိုင်ခဲ့တယ်လဲအဲ့လိုမျိုးဟိုကိုကိုဝင်းမင်းဘယ်လိုဟိုမြင်လဲကြ ဟုတ်ကဲ့အစောပိုင်းကာလအနေနဲ့ရဲ့အခုနောက်ဆုံးအခြေအနေရဲ့အခြေအနေနှစ်ရက်ကိုကျွန်တော်အနေနဲ့သုံးသပ်ပြချင်တာရှိတယ်ပေါ့သုံးသပ်ပြချင်တာရှိတော့မလေးရှားနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌကိုတာဝန်ယူတဲ့အခါမှာစိုးရင်ကြောင်ကြားမှုတွေရှိသလားဆိုရင်တော့ရှိတယ်ပေါ့ဒီမြန်မာ့ຫນွေဥဒေါ်လာရေးအစုဖွဲ့တွေအနေနဲ့ပဲဖြစ်ဖြစ်ဒီတော်တော်များများဒီမြန်မာအလူမှုပတ်ဝန်းကျင်တွေဆိုရှိတယ်ပေါ့အာဆီယံကဘာလို့နိုင်မှာမှုလို့လဲဆိုတဲ့ဥစ္စာမျိုးကိုစိုးရင်မှုရှိပါ ရှိတဲ့အခါမှာဒီမလေးရှားနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ယူတဲ့လုပ်ငန်းစဉ်တွေအနေနဲ့ဆိုလို့ရှိရင်ဘာတွေလှုပ်လာမှလဲငါတို့ဘာတွေလှုပ်လို့ရတယ်လဲဆိုတဲ့ဥစ္စာကအတိတ်မှုနဲ့အဲအဲဟိုစိုးရင်ကြောင်းကြမှုတွေဖြစ်စေတယ်ပေါ့ဒါပေမဲ့ဖြည်းဖြည်းချင်းအနေနဲ့ဆိုလို့ရှိရင်မလေးရှားနိုင်ငံအနေနဲ့ပြင်ဆင်တဲ့လုပ်ငန်းစဉ်တွေတွေ့ခဲ့တဲ့အစီအွေတွေကတော်တော်လေးကိုအသေးစိတ်တာမျိုးရှိတယ်ပေါ့မြေဒီမလေးရှား ဒီ special envoy လို့ခေါ်တဲ့ ASEAN ရဲ့အထူးကိုယ်စားလှယ်အနေနဲ့အထူးကိုယ်စားလှယ်နဲ့ team အနေနဲ့ဆိုလို့ရှိရင်စောစောကပြောခဲ့တယ်လို့မျိုးမြန်မာဒီနိုင်ငံကြီးကိုအပြေရှာဖို့ဆိုလို့ရှိရင်တော်တော်များများကိုသူကတွေ့တာပေါ့အဖွဲအဖွဲဆိုရင်အသေးအကြီးဆိုတော့ကျွန်တော်တို့စဉ်းစားတာမျိုးမဟုတ်ဖင်းနဲ့ပါဝင်တဲ့ပါဝင်တိုင်းတဲ့ inclusive principle အရာဆိုလို့ရှိရင်တော်တော်များများကိုအသေးစိတ်ပြီးတော့သူတို့တွေ့တဲ့လုပ်ငန်းစဉ်တွေရှိတယ်ပေါ့အဲ့လိုမျိုးအဲ့လုပ်ငန်းစဉ်တွေချိတ်ဆက်ပြီးပြင်ဆင်တာဆိုလို့ရှိရင်စောစောပြောတဲ့ အစီဝေပေါင်း150ကျော်ကိုတွေ့တာကတည်တည်ချာချာလေးကိုနားထောင်ဆွေးနွေးပြီးတော့ဒီဆွေးနွေးပွဲတွေပြင်ဆင်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီကနေပြီးတော့အားလုံးဒီအတိကျတဲ့ဒီ stakeholder engagement meeting ဆိုတဲ့အခု joint statement မြို့ဥတော်လိုင်းရဲ့အစုအဖွဲ့တွေထုတ်တဲ့ဥစားကတော့ခုနောက်ဆုံးတတိယဒီအစီဝေးမှာပဲထုတ်တာကိုတွေ့ရတကယ်တမ်းတော့တနှစ်ပတ်လုံးကိုမလေးရှားနိုင်ငံကပိုင်လယ်တွဲလို့ခေါ်တဲ့တဖွဲ့ချင်းစီနဲ့တွေ့တဲ့အစီဝေးတွေရှိတယ်အဖွဲ့တွေအားလုံးကိုမလေးရှားနိုင်ငံကို ဖိတ်ခေါ်ဆွေးနွေးတဲ့အခါမှာဆိုလို့ရှိရင်မြန်မာနွေဦးဒေါ်လာရင်အစုဖွဲ့တွေဒေါ်လာရင်ပြည်သူလူထုကိုကိုစားပြုနေတဲ့အဖွဲ့အစည်းတွေပုံမှန်မြင်လာရတာကမလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူပြီးတော့ဒီလုတ်တဲ့လုပ်ငန်းစဉ်တွေကအမှန်တကယ်ပဲငါတို့တွေကိုအကျိုးရှိစေတယ်ပြည်သူလူထုကိုကောင်းမွန်တဲ့အဖြစ်ပေးနိုင်ဖို့အတွက်အထောက်ပံ့ဖြစ်စေတဲ့ဆိုတာအမျိုးကိုဖြည့်ဖြည့်ချင်းပို့နားလည်လာတဲ့ဥစ္စာက joint statement ထုတ်တဲ့ statement ကိုကြည့်ရင်သိနိုင်တယ်ပေါ့အခု stakeholder engagement meeting ဆိုလို့ချင်းမေလမှာတခါလုပ်တယ် August မှာတခါလုပ်တယ် October မှာတခါလုပ်တယ်ပေါ့ဂျာတဲ့မှာတော့ဒီ summit လုပ်ခဲ့တဲ့အကြောင်းအရာတွေကိုဘယ်လိုမျိုးရလတ်ထွက်တယ်လဲဘယ်လိုမျိုးရှေ့ဆက်လုပ်သွားမလဲဆိုတဲ့အကြောင်းမျိုးအသေးစိတ်ကိုဆက်ဆံရေးအနေနဲ့ရောချိတ်ဆက်ဆောင်ရွက်မှုအနေနဲ့ရောဆိုလို့ရှိရင် ASEAN ဥက္ကဋ္ဌနိုင်ငံ ASEAN ဥက္ကဋ္ဌနဲ့မျိုးဥတော်လန်ရေးအစုဖွဲ့တွေကတော်တော်ခိုင်ခိုင်မာမာလေးကိုဖြည့်ဖြည့်ချင်းဆက်ဆံရေးတိစောက်နိုင်ခဲ့တယ်အဲ့ဆက်ဆံရေးတိစောက်နိုင်ခဲ့တော့ ဘာကိုအပြောင်းလဲဖြစ်စေခဲ့တယ်လဲလို့မေးတယ်ဆိုလို့ရှိရင်နောက်ဆုံးထုတ်ခဲ့တဲ့ ASEAN ရဲ့ statement ကိုကြည့်မယ်ဆိုလို့ရှိရင်သိနိုင်တယ်လို့ထင်ပါတယ်။အဲ့ဒီ statement ထဲမှာဆိုလို့ရှိရင်ຫນွေဦးတော်လန်ရဲ့အစုဖွဲ့တွေကဒီမလေးရှားနိုင်ငံ ASEAN ဥက္ကဋ္ဌအနေနဲ့ဆွေးနွေးတဲ့အကြောင်းအရာတွေကိုတည်တည်ချာချာအနေနဲ့ဘာတွေအရေးကြီးလှုပ်ဆောင်တဲ့လဲဆိုတဲ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်ပေါ့။အဲ့ဒီဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကအခုတို့ထုတ်ခဲ့တဲ့ဒီ ASEAN statement အနေနဲ့ထွက်တဲ့အခါမှာ fully cooperate ဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နောက်ပြီးတော့ ASEAN ဥက္ကဋ္ဌအနေနဲ့ရောနှွေဦးတော်လှန်ရေးအစုဖွဲ့အနေနဲ့ရောတည်တည်ချာချာလေးကိုပူးပေါင်းဆောင်ရွက်မှုတွေကရှိခဲ့တယ်ဆိုတာက joint statement ကိုကြည့်တယ်ဆိုလို့ရှိရင်သိနိုင်တယ်ပေါ့နောက်တစ်ခုကဒီအစည်းအဝေးဒီမှာဒီအကြောင်းအရာတွေပဲဖြစ်ခဲ့တာလားဆိုရင်တော့တကယ်တမ်းတော့အဲ့ဒီထက်ပိုတယ်လို့ထင်တယ်နံပါတ်1ကဆက်ဆံရေးတိစောက်နိုင်ခဲ့တာနဲ့မကဘဲနဲ့ အာဆီယံအနေနဲ့နိုင်ငံတကာအနေနဲ့မြန်မာအရေးကိုအဖြေရှာတဲ့အခါမှာຫນွေဥဒေါ်လာရေးအစုအဖွဲ့တွေအနေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်သွားမယ်ဘယ်လိုမျိုးလုပ်ငန်းစဉ်တွေလုပ်ဖို့ရှိတယ်လဲဆိုတဲ့ဥစ္စာမျိုးပါတင်သွင်းခဲ့တာဖြစ်တယ်ဆိုတော့ຫນွေဥဒေါ်လာရေးအစုအဖွဲ့တွေအနေနဲ့အာဆီယံရဲ့ပူးပေါင်းဆောင်ရွက်မှုယဉ်ညီမှုချိတ်ဆက်မှုတွေဟာအာဆီယံရဲ့ဒေတာတွင်အရေးပါမှုကိုလည်းအထောက်အကူဖြစ်စေခဲ့တယ်လို့အာဆီယံနဲ့ຫນွေဥဒေါ်လာရေးရဲ့အစုအဖွဲ့တွေရဲ့ဆက်ဆံရေးက ယုံကြည်မှုကနေစပြီးတော့လက်ရှိလုပ်ငန်းစဉ်တွေချမှတ်နိုင်ခဲ့တာအထိဆိုလို့ရှိရင်ကောင်းမွန်တိုးတက်လာတယ်လို့တော့ကျွန်တော်ကအဲထင်ပါတယ်ခင်ဗျာခုနဆင်နေကြရတာက ARD ကအပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လှန့်စီစဉ်မယ်ဖြစ်ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ25ရက်ကနေပြီးတော့28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တော်မှာကျင်းပသွားတဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲနဲ့မြမကြီးအကြောင်းတွေကို အာဆီယံရေးရာကျွမ်းကျင်သူတဦးလည်းဖြစ်ချစ်မမျိုးခြေဆိုင် Forum of Federations ရဲ့ဒါရိုက်တာလည်းဖြစ်သူကိုဝင်းမင်းရဲ့ဆွေးနွေးချက်တွေကိုဆက်လက်ပြီးတော့နားဆင်ကြကြပါခင်ဗျာအခုကိုဝင်းမင်းပြောသွားတဲ့အတိုင်းဆိုရင်ကျွန်တော်ခေါင်းထဲမှာပေါ်လာတာဟာအာဆီယံရဲ့ position ဟာဟာလားအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာခုနကအဲပထမဦးဆုံး 5PC ပေါ်လာတာဒီဘုံသဘောတူညီချက်၅ချက်ကိုရအောင်ယူလိုက်တယ်အဲဘုံသဘောတူညီချက်၅ချက်ကိုအလိုက်နာအကောင့်ထဲမှာပေါ်တဲ့အတွက်ကြောင့် ခုနကစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ခုနကဝင်ကြီးလေဗယ်တွေကိုအဟိုကန့်လိုက်တယ်ပေးမထိုင်တော့ဘူးသူတို့အစီဝေးဝဲတွေမှာဟာလားဆိုတော့အဲ့ဒါကတပိုင်းပေါ့နောက်ပြီးတော့မှခုနကကိုဝင်းမင်းပြောသလိုမျိုးဒီဘက်နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေကိုပို့ပြီးတော့အဲ့လိုမျိုးစုစည်းလာနိုင်ပြီးတော့ဟာလားအာဆီယံနဲ့ဘယ်လိုချိတ်ဆက်လောက်ကြမလဲဆိုတော့ဆက်ဆံရေးလမ်းကြောင်းတွေအဲတပြေးပြေးနဲ့ပုံပုံပေါ်လာတယ်လို့ပြောရမှာပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးဟာလားဒီ မလေးရှားကနေပြီးတော့တိဆောက်သွားတဲ့လမ်းကြောင်းဟာအခုလာမဲ့ဟာလာဥက္ကဋ္ဌဖိလစ်ပိုင်နဲ့ကိုအဲဆက်ပြီးတော့ရှောက်နိုင်မလားပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲပူပြီးတော့အရှင်ရနိုင်မလားပေါ့ကိုမင်းကိုမင်းဘယ်လိုမြင်လဲဗျဟုတ်ကဲ့အခုဒီဒီဘူပေါင်းဆောင်ရွက်မှုအနေနဲ့ဆိုလို့ရှိရင်ဒီနောက်ဆုံးအဲတွေ့ခဲ့တဲ့ကျွန်တော်တို့ရဲ့လုပ်ခဲ့တဲ့ stakeholder engagement meeting အနေနဲ့ဆိုလို့ရှိရင်တကယ်တမ်းတော့ လုတ်ခဲ့တာကဒီမလေးရှားနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့တက်ခဲ့တယ်ဖိလစ်ပိုင်နိုင်ငံအနေနဲ့ဆိုလို့ရှိရင်လည်းနိုင်ငံကြီးဝန်ကြီးဌာနရဲ့ဒီအစီအမင်းအရာရှိတွေတက်ရောက်ခဲ့တာဖြစ်တယ်ပေါ့ဖြစ်တော့ဒီအစည်းအဝေးတွေမှာဆိုလို့ရှိရင်လည်းဒီမြန်မာ့နေဦးတော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့တရားလေးကိုဆွေးနွေးခဲ့တာဖြစ်တယ်ပေါ့အစည်းအဝေးအားလုံးဆိုလို့ရှိရင်ကိုယ့်ရဲ့လောက်ကိုကျွန်တော်တို့တရားဆွေးနွေးခဲ့တာရှိတယ်ပေါ့ရှိတော့ပူပေါင်းဆောင်ရွက်မှုအနေနဲ့ဆိုလို့ရှိရင်တရားဆွေးနွေးတိုင်ပင်ခဲ့တဲ့အကြောင်းအရာတွေရှိတယ်ပေါ့ အကြံဉာဏ်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်အာဆီယံဥက္ကရာအနေနဲ့အာဆီယံအနေနဲ့တာဝန်ယူတဲ့အခါမှာစိုးရင်အဲစိုးရင်ချက်တွေရှိပစိုးရင်နဲ့အကြောင်းအရာတွေရှိတာကနံပါတ်၁ကဒီအရင်ကလုတ်ခဲ့တဲ့အာဆီယံဥက္ကရာတွေအနေနဲ့ဆိုလို့ရှိရင်အတိုင်းတာတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့သူ့တာဝန်နဲ့သူသူ့ကာလနဲ့သူအတိုင်းတာတစ်ခုအနေနဲ့ကောင်းမွန်စွာလုတ်ခဲ့တယ်လို့ကျွန်တော်တို့အဲမှတ်ယူလို့ရတယ်ပေါ့ဒါပေမဲ့ ASEAN Championship ရဲ့ပြဿနာကဘာလဲဆိုလို့ရှိရင် ညီမအကြီးကရေရှိအဖြေရှာရမယ်ဟာဆိုလို့ရှိရင်တနှစ်ပြီးတနှစ်အာဆီယံဥက္ကဋ္ဌပြောင်းသွားတဲ့အခါမှာပေါ့အခုအခုပြောတဲ့လိုမျိုးပဲမလေးရှားကတော့ကောင်းမွန်စွာပြင်ဆင်ခဲ့တယ်ဆိုလို့ရှိရင်ဖိလစ်ပိုင်နိုင်ငံကအဲနောက်ထပ်ဘလို့လုံးမာလဲဆိုတော့စိုးရင်ချက်တွေရှိတယ်လို့မျိုးပဲဆိုလို့ရှိရင်ဒီအကြောင်းအရာတွေကအာဆီယံဆက်မက်မှာလဲဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ် ဖြစ်တော့အဲ့ဒီအကြောင်းအရာတွေကိုလည်းဒီမြန်မာ့ຫນွေဥဒေါ်လာရဲ့အစုဖွဲ့တွေအနေနဲ့လဲဆွေးနွေးတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ကွာမြန်မာ့ຫນွေဥဒေါ်လာရဲ့အစုဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင် ASEAN နဲ့ဒီပြည်သူလူထုကိုကိုစားပြုနေကြတဲ့ຫນွေဥဒေါ်လာရဲ့အစုဖွဲ့တွေနဲ့ဘလို့လုပ်ငန်းစဉ်တွေလုပ်မလဲဆိုတဲ့ဥစ္စာမျိုးအသေးစိတ်အစီအစဉ်ကိုလည်းကျွန်တော်တို့ရေးဆွဲခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီအစီအစဉ်ကိုအဲဒီ ASEAN Summit မှာလည်းတင်ပြခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီအရာတွေအကောင့်ထဲပေါ်ဖို့ဆိုလို့ရှိရင်ဘာတွေလုတ်တင်တယ်လဲဘာတွေပြင်ဆင်ရမလဲဆိုတဲ့ ကြောင်းအရာတွေရှိတယ်ပေါ့နံပါတ်၁က continuity ရှိတယ်ပေါ့မြန်မာအရေးကိုဆက်လက်လုပ်ကင်သွားဖို့ဆိုရင် continuity ရှိတယ်လို့ဆိုတဲ့ဥစ္စာမျိုးအနေနဲ့ပြင်ဆင်တဲ့အခါမှာလောလောဆယ်မှာတော့မလေးရှားနိုင်ငံအနေနဲ့ဖိလစ်ပိုင်နိုင်ငံနိုင်ငံရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ဒီ ASEAN number 3ကိုဆောင်ရွက်ခဲ့တာဖြစ်တယ်ပေါ့အဲဆိုတော့ဒီမြန်မာ့နေဦးဒေါ်လာရင်းအစုဖွဲ့တွေနဲ့လည်းဖိလစ်ပိုင်နိုင်ငံနဲ့တွေ့ပြီးဖြစ်ပါတယ်လုပ်ငန်းစဉ်တွေလည်းဆွေးနွေးပြီးဖြစ်ပါတယ်ဒါကနံပါတ်1ဖြစ်ပါတယ်နံပါတ်2ကကြတော့ဒီ stakeholder engagement meeting လို့ခေါ်တဲ့ ဒီຫນွေဥဒေါ်လာရင်းအစုဖွဲ့တွေကနေပြီးတော့အစုပြုတ်ထားတဲ့လုပ်ငန်းစဉ်တွေကိုစက်မြက်မှာတင်ပြပြီးတော့80ဥက္ခရအနေနဲ့ဘယ်လိုမျိုးဆက်လက်လုပ်သွားရမယ်လုပ်နိုင်မလဲဆိုတဲ့လုပ်ငန်းစဉ်တွေကိုလည်းတကယ်တမ်းတော့စက်မြက်မှာဆွေးနွေးကြတဲ့ဥစ္စာရှိတယ်။အဲ့ဒီဟာက statement ကိုဖတ်ကြည့်တယ်ဆိုလို့ရှိရင်လည်းပုံမူပြီးတော့မြင်နိုင်မယ်ထင်ပါတယ်။ဒါနံပါတ်1ဖြစ်ပါတယ်။နံပါတ်3ကကြတော့ဒီ Permanent Special Envoy on Myanmar Affairs လို့ခေါ်တဲ့မြန်မာအရေးအတွက် Permanent ဖြစ်တယ်ပေါ့။တတိယ ဥက္ကရာပြောင်းနိုင်ပြောင်းနိုင် NY ပြောင်းသွားတာမျိုးမဟုတ်ဖဲနဲ့မြန်မာအရေးကိုပဲတိတိကျကျအဲဆက်လက်ပြီးတော့ဟိုဆောင်ရွက်နိုင်ဖို့အတွက်ဆိုလို့ချင်းပြင်ဆင်တဲ့ဟာကပြင်ဆင်တဲ့အဆိုကဆွေးနွေးခဲ့တာဖြစ်တယ်ပေါ့လက်ရှိမလေးရှားကာလမှာဒီ permanent special envoy ကိုမခန့်နိုင်ဘူးဆိုရင်တောင်မှဖိလစ်ပင်းရဲ့ပထမဆုံးလုပ်မဲ့ summit မှာအဲဒီ permanent special envoy ကိုခန့်နိုင်မလားဆိုတဲ့ပြင်ဆင်မှုတွေကဆက်လက်အာဆီယံအတွင်းမှာပြင်ဆင်နေတာမျိုးတွေရှိတယ်ပေါ့ ရှိတော့ဖိလစ်ပိန်းနိုင်ငံအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေအနေနဲ့ဒီမြန်မာ့ຫນွေဦးတော်လန့်ရေးဒီအစုဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်လွန်ခဲ့တဲ့အောက်တိုဘာလရဲ့ဆွေးနွေးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့တွေအနေနဲ့လည်းမြန်မာနိုင်ငံအနေနဲ့လည်းဆက်ဆံရေးကောင်းမွန်တယ်မြန်မာအရေးကိုလည်းအရင်ကတည်းကပဲမြန်မာပြည်သူလူထုနဲ့အတူရှိကြတာဖြစ်တဲ့အတွက်သူတို့တွေအနေနဲ့လည်းပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက်ယုံကြည်ထားတယ်လို့သူတို့ပြောတဲ့အခါမှာနောက်တစ်ခုကမလေးရှားနိုင်ငံအနေနဲ့လည်း ဆက်လက်ပြီးတော့ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်သူတို့မျှော်လင့်ထားတဲ့ဥစ္စာရှိတယ်။ဆိုတော့ပြောဆိုလို့ကျအခုဒီ ceremony အရာတာဝန်လွှဲလိုက်တယ်ဆိုပေမဲ့လက်ရှိလုပ်ငန်းစဉ်ညံတဲ့နှစ်ကာလဒီလဒီဒီနှစ်မှာကျန်တဲ့လမှာဆိုလို့ရှိရင်ညွေဦးတော်လိုင်းရဲ့အစုဖွဲ့တွေဖိလစ်ပိန်းနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မလေးရှားနိုင်ငံပုံမှန်အဲလုတ်သွားကြမဲ့လုပ်ငန်းစဉ်တွေဆွဲထားတဲ့ဥစ္စာရှိတော့ပုံမှန်တွေ့သွားဖို့လည်းရှိသလိုအဲလုပ်ငန်းစဉ်တွေလည်းဆွဲထားတာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့လေဖိလစ်ပိန်းနိုင်ငံအနေနဲ့ ပြင်ဆင်ထားတဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့မလေးရှားပြင်ဆင်ထားတဲ့လုပ်ငန်းစဉ်တွေကိုစနစ်တကျလည်းမလေးရှားကဟန်ဒိုဘာလုပ်တယ်ဒါတွေလုပ်ထားတယ်ဒါတွေဆက်လုပ်သွားဖို့အကြံပြုတယ်ဆိုတဲ့အကြောင်းအရာတွေပါတာဖြစ်တဲ့ကောင်းမွန်တဲ့အာဆီယံရဲ့အခန်းကဏ္ဍအနေနဲ့မြန်မာ့ຫນွေဦးတော်လှန်ရေးအစုဖွဲ့တွေနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့တော့ကျွန်တော်ကမျှော်လင့်ထားပါတယ်ခင်ဗျဟုတ်ကဲ့နောက်တစ်ခုဒီပြီးခဲ့တဲ့ပတ်ဒီအာဆီယံဆမ်မစ်မှာအဲတမိုင်းဝင်လို့ပြောရမှာပေါ့နော်အဲ့ဒါကတော့ ီမောနိုင်ငံအနေနဲ့အာဆီယံတဲ့ကိုတရားဝင်ဟလာဟိုအဖွဲ့ဝင်ဖြစ်ဝင်လာတာပေါ့ဆိုတော့တီမောဆိုတာကမနွေဦးတော်လန်ကြီးဘက်မှာပြပြသားသားရပ်ပြီးတော့ကိုဟလာဟိုထောက်ခံအားပေးနေတဲ့နိုင်ငံကိုဆိုတော့အဲဒါပေမဲ့လည်းခုနကဒီအာဆီယံရဲ့ဝင်ငံကြီးအဲကြရတဲ့အခါမှာကြာတော့တန်တမန်ကြီးရခုနကညှိနှိုင်းเสียရဒီလိုလာတဲ့အခါမှာခုနကအဲနေပြီးတော့သွားပြီးတော့ ဒီတီမောတန်မတ်ကနေပြီးတော့အဲဂတိကဝတ်တွေတွားပေးရတဲ့ NGUG နဲ့ခုနကဟိုဟိုပူပေါင်းဆောင်ရွက်မှုတွေမလုပ်တော့ပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲတကယ်ကတော့လည်းဆက်ပြီးတော့လုပ်နေတယ်သူကျွန်တော်တို့သိပါတယ်အဲထပါတော့ဆိုတော့အခုလိုအဲ့လိုမျိုးဒီအာဆီယံတဲကိုတီမောနိုင်ငံဝင်လာတယ်ဆိုတဲ့အခါမှာကြတော့အာဆီယံရဲ့ခုနကလုံနေကင်နေတဲ့အဲလမ်းကြောင်းကို နကတီမောကဘလောက်ထိပံ့ပိုးနိုင်မယ်လို့အဲကိုဝင်းမင်းတို့ညှော်လင့်ထားလဲဗျဟုတ်ကဲ့ဒီတီမောနိုင်ငံအနေနဲ့ဒီ ASEAN member ဖြစ်လာတဲ့ဥစ္စာကကျွန်တော်တို့ကြိုဆိုရမယ့်ဥစ္စာဖြစ်တယ်ကြိုလဲကြိုဆိုတယ်ဂုံလဲအဲဒီမောနိုင်ငံတွင်နိုင်ငံသားတွေအနေနဲ့ရောနောက်ပြီးတော့ဒီခေါင်းဆောင်တွေအနေနဲ့လည်းအများကြီးအကုန်ယူတယ်ဆိုတဲ့အကြောင်းတရားနေပြောချင်တာပေါ့ဒီမောနိုင်ငံအနေနဲ့ဒီ ASEAN အ member ဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်အရင်ကတည်းကလည်းမြန်မာပြည်သူလူထုနဲ့အတူရှိတယ်အပြည်သူအစိုးရဒီမြို့တိုင်းညီညွတ်ရေးအစိုးရနဲ့အတူရှိခဲ့တယ်ဆိုတဲ့ဟာကိုအရင်ကတည်းကလည်းပူးပေါင်းဆောင်ရွက်ခဲ့တဲ့ဥစ္စာတွေရှိတယ်ပေါ့ကျန်တဲ့ဒီစိုးရိမ်မှုတွေအကြောင်းနေပြည်တော်သွားခဲ့တာတွေဘာတွေကတော့ဒါကျွန်တော်တို့လည်းအဲအစကတည်းကကြိုသိထားတဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့ဖြစ်တော့ဒီဟာကဘယ်လိုမျိုးကျွန်တော်တို့အနေနဲ့အကျိုးမြန်မာပြည်သူလူထုတွေအကျိုးဖြစ်စေနိုင်မလဲဆိုတဲ့ဟာမျိုးကိုစဉ်းစားတဲ့အခါမှာတော့အကြောင်းအရာနှစ်ခုသုံးခုတော့ ကျွန်တော်ပြင်ဆင်ရမယ်လို့ထင်ပါတယ်ပေါ့ဒါတော့တော်လန်ရေးနိုင်ငံခြားရေးဆောင်ရွက်မှုပြင်ဆင်ရမယ်လို့ထင်တယ်ပေါ့အစကတည်းကတီမောနိုင်ငံအနေနဲ့ဆိုလို့ရှိရင်မြန်မာပြည်သူလူထုနဲ့အတူရှိခဲ့တယ်အဲပြည်သူအစိုးရဖြစ်တယ်အမျိုးတိုင်းညီညွတ်ရေးအစိုးရနဲ့အတူဖြစ်ခဲ့တာဖြစ်တဲ့အတွက်ဒီဆက်ဆံရေးကိုဘယ်လိုမျိုးပုံမူကောင်းမွန်အောင်ဆောင်ရွက်မလဲဆိုတဲ့ကျွန်တော်တို့တရားထုတ်မှုပြင်ဆင်မှုတွေပုံမူပြီးတော့လှုပ်တင်တယ်လို့ထင်ပါတယ်ဒါကနံပါတ်1ဖြစ်ပါနံပါတ်2ကကြတော့ ASEAN ရဲ့ရန်နေရာတွေကိုကျွန်တော်တို့တွေနားလည်ဖို့လိုအပ်တယ်ပေါ့ကျွန်တော်တို့ကလောလောဆယ်တော်လန်ရေးက legitimacy တိုက်ပွဲနိုင်ငံရေးတိုက်ပွဲဖြစ်တဲ့အတွက်ဒီလိုမျိုးလုပ်ငန်းစဉ်တွေလုပ်တဲ့အခါမှာ ASEAN members တွေအနေနဲ့ရောဘာတွေ support လုပ်နိုင်တယ်လဲ ASEAN ရန်နေရာတွေအနေနဲ့ရောဘာတွေပူးပေါင်းဆောင်ရွက်လို့ရလဲဆိုတဲ့ဥစ္စာမျိုးတွေကိုပြင်ဆင်တဲ့အခါမှာဒီမိုးနိုင်ငံကနေပြီးတော့ကျွန်တော်တို့တွေအကူအညီအများကြီးရနိုင်တယ်ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးလုပ်လို့ရတယ်အနည်းဆုံးတော့ democratic voice အနေနဲ့တို့တွေ support လုပ်လို့ရနိုင်တယ်ဆိုတဲ့ဥစ္စာမျိုးကျွန်တော်တို့ဒါနားလည်ဖို့လိုအပ်တယ်ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့အဥ္စာမျိုးကျွန်တော်တို့ကျွန်တော်ကတော့ယုံကြည်တယ်ပေါ့ဒါနံပါတ်1နံပါတ်3ကဒီမိုနိုင်ငံကကွာအာဆီယံနိုင်ငံတွေနဲ့ official member state ဖြစ်သွားတယ်ပေါ့ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့စဉ်းစားရတယ်ဆိုလို့ရှိရင်စစ်ကောင်စီလိုပဲပြောပြစစ်ကော်မရှင်လိုပြောပြောပြည်တွင်းပြည်သူလူထုအတောင်မှအစိုးရလိုအတိအမှတ်မပြုတ်ထားတဲ့အစုအဖွဲ့ကိုဒီဒီမိုနိုင်ငံအနေနဲ့ကြံတဲ့စိုးရိမ်မှုတွေမရှိဘူးလို့ထင်တယ်စိုးရိမ်စရာလည်းမရှိတဲ့အတွက်အာဆီယံတွင်မှာတော်လှန်ရေးအတွက် မြန်မာပြည်သူလူထုအတွက်ပြောလို့ရမယ့်အကြောင်းအရာတွေပူပေါင်းဆောင်ရွက်မယ့်အကြောင်းအရာတွေကိုပူပေါင်းဆောင်ရွက်လို့အစဉ်အရင်ကတည်းကလည်းအတူတူရပ်တည်ခဲ့တာဖြစ်တဲ့အတွေ့ကျွန်တော်တို့ရဲ့ ASEAN မိသားစုဝင်အနေနဲ့ပဲဖြစ်ဖြစ် Democratic in ASU အနေနဲ့ပဲဖြစ်ဖြစ်ဒီမိုးနိုင်ငံကမြန်မာပြည်သူလူထုအတွက်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်လို့ရနိုင်မယ့် ASEAN member ASEAN ရဲ့ voice အခုအနေနဲ့အားရှိစွာကျွန်တော်တို့အသုံးပြုနိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့ချက်မှတ်ခွင့်အခုကတော့နောက်ဆုံးအဲပြောစီခြင်းနဲ့ အကြောင်းအရာကတော့တိကျတဲ့အတိုင်းပဲဒီအာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင်ရက်ဒီမှာအလိုမျိုးသတင်းမီဒီယာတွေမှာအုံအကျကျဖြစ်တဲ့ကိစ္စကတော့အဲကမ္ဘောဒီးယားနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေအကြောင်းပေါ့ဟုတ်လားဒီအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အဲ့လိုမျိုးဆန်ရှင်ပိတ်ဆို့တာတွေရောအဲနောက်ပြီးတော့တိတ်မကြသေးဘူးဟုတ်လားဒီအာစစ်တပ်ကိုယ်တိုင်ကဟို KK ဖတ်ကိုဝင်စီးတယ်ဆိုတော့ အဲ့လိုမျိုးသတင်းတွေပေါ့ဗျာဆိုတော့ဆုံးဆုံးစီအောင်လို့အဲ့လိုမျိုးတက်နေတဲ့အချိန်ပါပဲဒါပေမဲ့ခုနကအာဆီယံဆမ်မစ်ကနေထုတ်ပြန်နဲ့ထုတ်ပြန်ကြီးညာချက်ထဲမှာဒီကိစ္စကိုတလုံးတပါးရမှအဲ့လိုမျိုးထည့်သွင်းပြီးတော့ကြီးသားသွားတာမတွေ့ရတဲ့အခါမှာကြာတော့အာဆီယံအနေနဲ့ဒီကြားဖြန့်လုပ်ငန်းတွေပြောမယ်ဆိုလို့ရှိရင်အာဆီယံနိုင်ငံဒါတွေတော်တော်များများအဲ့လိုမျိုးအလိန်ခံနေရတယ်ဟာလာခုနကလူကုန်ကူးခံနေရတယ် ကိစ္စပဲဒါပေမဲ့ဘာဖြစ်လို့များအာဆီယံနေနဲ့အဲ့လိုမျိုးဟိုထက်သွင်းစဉ်းစားမှုမရှိရတာလဲပေါ့စိတ်ဝင်စားမှုဘာကြောင့်မရှိရတာလဲကိုဝင်းမြန်းဘလို့ထင်လဲဗျအဲ့ဒါစိတ်ဝင်စားမှုအဲဘာလို့မရှိရတာလဲဆိုဆိုရတော့မဟုတ်ဘူးပေါ့စိတ်ဝင်စားမှုတကယ်တမ်းတော့အရှိအရှိတယ်ပေါ့ဆွေးနွေးမှုတွေအရှိပါတယ်ပေါ့ဆွေးနွေးမှုတွေရှိတယ်ဆိုလို့ရှိရင်အာဆီယံအနေနဲ့လက်ရှိ အဆောင်ရွက်နေတဲ့အရန်တရားတွေရှိတယ်ဘောမတရားနိုင်ငံအနေနဲ့ရောဒီဟို scam center နဲ့ဒီကိစ္စတွေနေဆက်ဖြတ်ကျော်တဲ့ဒီအမှုအခင်းတွေကိစ္စတွေကိုလည်းလုပ်နေတဲ့လုပ်ငန်းဆောင်တာတစ်ခုရှိတယ်ဘောဒါတစ်ခုရှိနောက်တစ်ခုကထိုင်းနိုင်ငံအနေနဲ့လည်း Thailand Task Force on Myanmar ဆိုတဲ့ဒီ comedy အနေနဲ့ဆောင်ရွက်နေတဲ့ border security area ရောဒီ gambling scamming center ရောဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေရှိတယ်ဘောရှိတော့ဒီအကြောင်းအရာတွေကိုအားလုံးကိုချိတ်ဆက်စဉ်းစားတဲ့အခါမှာ ါကတော့တကယ်တော့ regional issue ဆိုတာထင်နေနေပုံမယ်လို့ထင်တယ်။ဘာလို့ဆိုတော့တကဘာလုံးနိုင်ငံတော်တော်များများကိုဟိုတဲ့ရောက်နေတဲ့လူညူရေးပြဿနာ နောက်ပြီးတော့ဒီလူမှုပြဿနာအဖြစ်တဲ့အတွေ့ဒါတွေကိုဖြေရှင်းတဲ့အခါမှာနည်းနည်းပူကျဲပြန့်နေဆိုတဲ့သဘောရှိပါတယ်။ဒါဒါနံပါတ်1ပေါ့။နောက်ပြီးတော့အမေရိကန်အစိုးရအနေနဲ့ပဲဖြစ်ဖြစ်အနောက်နိုင်ငံတွေပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ဒီအိန္ဒိယနီးစပ်နေတဲ့ time ပဲဖြစ်ဖြစ်ဆိုလို့ရှိရင်အားလုံး နိုင်ငံတွေအနေနဲ့ဆိုလို့ရှိရင်ဒီအကြောင်းအရာကိုဖြေရှင်းဖို့အတွက်လူလာကြတယ်ပေါ့ဒါကိုလူလူလာဖို့ဖြစ်တဲ့အတွက်အာဆီယံအနေနဲ့ဆွေးနွေးတဲ့အကြောင်းအရာရှိသလားဆိုရင်တော့အတွင်းဆွေးနွေးမှုတော့ရှိတယ်ပေါ့ဒါပေမဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့ပြင်ဆင်တဲ့အခါမှာဒီလိုအကြောင်းအရာတွေကိုဘယ်နိုင်ငံနဲ့ဘယ်လိုမျိုးဆောင်ရွက်ရမလဲဘယ်ဒေတာဆောင်ရွက်မှု platform အနေနဲ့ဆောင်ရွက်မလဲပြင်ဆင်တဲ့အပိုင်းတွေဖြစ်တဲ့အတွက်ဒီ statement တွေတော်တော်များများမှာတော့မတွေ့ရတဲ့သဘောထားပဲရှိတယ်ပေါ့အတွင်းမှာဆွေးနွေးမှုရှိသလားဆိုရင်တော့အတွင်းမှာ ဆွေးနွေးတဲ့အကြောင်းအရာပေါ့ကျွန်တော်ဒီမလေးရှားနိုင်ငံအနေနဲ့ပဲဖြစ်ဖြစ်ကျန်တဲ့ဒီ ASEAN members နိုင်ငံတွေကိုပြောကြည့်တဲ့အခါမှာဆိုလို့ဒါက global uh, impact ဖြစ်တဲ့အခါကျတော့ဒီဟာကတော်တော်များများကြီးမားတဲ့အခက်အခဲဖြစ်တဲ့အတွက်ဒါကိုဘယ်လိုဖြေရှင်းကြရမလဲဆိုတဲ့ဥစ္စာကကျတော့ဆွေးနွေးတဲ့အကြောင်းအရာတွေမှာတော့ပါတယ်ဒါပေမဲ့လုံးလုံးစဲ statement တို့ပါတော့ရေးတဲ့အထက်မှာတော့အသေးစိတ်ရေးထားမှုမရှိပဲအဲဒါပဲဖြစ်တယ်ဒါပေမဲ့အားလုံးဖြေရှင်းရမယ့်ပြဿနာဆိုတဲ့ဘောမျိုးအနေနဲ့တော့ အတွင်းမှာဆွေးနွေးပြင်ဆင်တာမျိုးတွေလုပ်နေကြတယ်ဆိုတာမျိုးတော့ကျွန်တော်သိရပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျအခုလိုမျိုးကြည်ကြည်မြတ်မြတ်သုံးသပ်ပြီးတော့ဟိုပြောဆိုပေးသွားတဲ့အကြောင်းကိုဝင်းမင်းကိုကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြပါဟုတ်ကဲ့ဒီလိုမျိုးဖိတ်ခေါ်ဆွေးနွေးပေးတဲ့အတွက်လည်း ARD ဝိုင်းတော်သားတွေကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့ရဲ့စနေသတင်းစကားဝိုင်းတန်လှန့်စီစဉ်ကိုဤမာနေမယ်ရန်နာဝင်ပြပါခင်ဗျအစီအစဉ်ကိုစာဆုံးနားဆင်ပေးခဲ့ကြလို့ ထူးကျေးဇူးတင်ရှိကြပါမယ်။ခြေတစ်ပတ်ဒီချိန်မှာပဲကြံစုံရအောင်မယ်နော်။